ကင်ဘွန်းကျင်စွာအမခံပူပြင်းခြောက်တွေ့တဲ့လူကာလနဲ့လိပ်ဖက်သလိုစောင်းရတီဓာတ်စာအဖြစ်လဲအရေးပါတဲ့အစာလဲစီစီးလဲအစာတမျိုးဖြစ်တဲ့ကင်ဘွန်းကျင်အကြောင်းလေးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်ရှင်ကင်ဘွန်းကျင်ပင်ဟာစူးဖြူညိုရင်းဖြစ်ပြီးတော့စူးချုံရှိတဲ့ခြုံပင်မျိုးဖြစ်ပါတယ်ပင်စီပြောတယ် အစိမ်းရောင်အခက်များပေါ်မှာနေမိုင်းတဲ့အစင်းများရှိပြီးတော့သေးငယ်တဲ့အဖြူဆက်ကလေးများဖုံးအုပ်နေပါတယ်။ပရိတ်သတ်ကြီးအားလုံးမင်္ဂလာပါရှင်။ In Wise YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နော်။ယခုတစ်ခေါက်မှာတော့ဝယ်ရလွယ်အမြဲချက်စားဖြစ်တဲ့ကင်ပွန်းချင်းအကြောင်းကို ပြောပြသွားမှာပဲဖြစ်ပါတယ်ရှင်။ ချက်စားနေကြဖြစ်ပေမဲ့ကင်ဘွန်းချင်းရဲ့အစွမ်းအာနိသင်ကဘလောက်တောင်ရှိလဲဆိုတာနားဆင်ကြည့်ပါဦးနော် ကင်ဘွန်းချင်းရွက်ရဲ့အရွက်ပုံတံကတော့ငက်မွေးရက်ပေါင်းဖြစ်ပါတယ်လေးလက်မကနေ6လက်မအထိရှည်ပြီးတော့အရွက်ကလေးစုံကနေ6စုံအထိ ရှိပါတယ်ရွက်မွားအစုံစနစ်ကနေ20အထိရှိတတ်ပါတယ်ရွက်မွားများက ရှည်မျိုးမျိုးပုံဖြစ်ပါတယ်ရွက်ရင်ရွက်ဆောင်ပြီး ရွက်ထိတ်ပိုင်းဝိုင်းပြီးတော့အဖျားချုံပါတယ်အပုပုံတံကတပင်တိုင်းပန်းခံဖြစ်ပြီးတော့ပန်းခံရဲ့အဖျားမှာစုပြုံပြီးတော့တပွင့်တဲ့ပွင့်ပါတယ်အပွင့်မှာအဝါရောင်ဖြစ်ပါတယ်အမွေးအနှဲငယ်တာရှိပြီးပွင့်ညာမဲ့ပါတယ်တပေါင်းလမှာဝါဆိုလအသွင်ပွင့်တတ်ပါတယ်အတီးပုံတံမှာအသားထူတဲ့အတီးတောက်ရှည်မျိုးဖြစ်ပါတယ်ပြား၍ဖြောက်တဲ့ အစိအများကြားမှာအစစ်များဖြစ်နေပြီးအစိမှာအနက်ရောင်ဖြစ်ပါတယ်။နတော်လနဲ့ပြာတော်လမှာအတီးတီးပါတယ်။မြမနိုင်ငံအနက်အပြားပေါက်ရောက်ပြီးတော့အမြဲစိမ်တစ်တော်များမှာအများဆုံးတွေ့ရတတ်ပါတယ်။တဘာဝအလျောက်ပေါက်ရောက်တဲ့အပင်ဖြစ်ပါတယ်။ကင်မွန်းချင်တဲ့မြမစီချမ်း ကြီးလက်ဒီတာများမှာဆိုရင်မွေဆိုးအန်ဒီယင်မှာကောက်ွယ်ဖို့အတွက်စူးချုံပင်တမျိုးဖြစ်တဲ့ကင်ဘွန်းချင်ရွက်ပင်တွေကိုခြံစည်းရိုးပင်အဖြစ်စိတ်ပြိုးလေးရှိကြပါတယ်။ကင်ဘွန်းချင်ပင်ရဲ့အရွက်အသီးအပွင့်အားလုံးဟာစီးဖွက်ဝင်လာတာကြောင့်ရှေးလူကြီးတွေကအောက်ပါအတိုင်းစီးနီးတို့အဖြစ်အသုံးပြုလာခဲ့ကြပါတယ်။မြမစီးချမ်းများရဲ့အလိုအရာ ကင်ဘွန်းပွင့်ဟာချိုတယ်အေးတယ်လေးတလိပ်သဲချေကိုနိုင်တယ် ကင်ပွန်းရွက်ဟာ ပူတယ်ချင်တယ်အပူကြောက်ဖြစ်တဲ့အခိုးအကင်းကိုငိမ့်စေတယ်ဝိုင်းရဲ့ချင်းကို ပြူတတ်တယ်ကင်ပွန်းတီးဟာခါတယ်အေးတယ်အစာကိုကျင်းညက်စေပြီးတော့ဝမ်းကိုတက်စေတယ်လို့ဖော်ပြထားပါတယ်ဓာတုရတအစေးကြမှာဆိုရင် ကင်ပွန်းရွက်ဟာ အပူကြောက်ဖြစ်တဲ့အခိုးကင်းကို၎င်းဝိုင်းရဲ့ချင်းကို၎င်းပြူတတ်၏တဲချေကိုငိမ့်စေတတ်၏ဟု ဖော်ပြထားပါတယ် တက်ဆောင်စီအဘိဓမ္မာကင်ဘွန်းရွတ်ဟာသိချေကိုငိမ့်စီတယ်ဝိုင်းရက်စီချင်းအပူကြောက်ဖြစ်တဲ့အခိုးအကင်းကိုငိမ့်စီလေလို့ဖော်ပြထားပါတယ်ရှုတော်မူစေချမ်းမှာဆိုရင် ကင်ဘွန်းရွတ်ဟာ ပူတယ်ချင်တယ်တလိုက်ကို နိုင်တယ်သိချေကိုငိမ့်စီတတ်တယ်သိတတ်အဟု ဖော်ပြထားပါတယ်ဆက်လက်ပြီးတော့ကင်ပွန်းချင်းအရွယ်ရဲ့အာနိသင် အကျိုးကျေးဇူးရှိပုံကို ပြောပြပါမယ်။နံပါတ် ကင်မွန်းချင်ရွက်ထဲမှာအဓိကပါဝင်တဲ့အာဟာရဓာတ်ဟာရေငွေ့ဓာတ်ဖြစ်ပါတယ်။ထိုဓာတ်ကခန္ဓာကိုယ်သွင်းတို့အာဟာရဓာတ်များပို့ဆောင်ရေးဘလိုလားအပ်တဲ့အညစ်အကြေးများကို စီးချွေးအဖြစ်ဖြင့်ခန္ဓာကိုယ်ပြင်ပသို့ပြန်လည်ဆွန့်ထုတ်ရေးခန္ဓာကိုယ်ရဲ့အပူအအေးကို အစင်မြတ်သစီရန်ထိမ့်သိမ့်ပေးရေးစတဲ့လုပ်ငန်းတာဝန်များကိုစွမ်းဆောင်ပေးနိုင်ပါတယ်။နံပါတ်2ပူ၍အချင်းတက်ရှိတဲ့အရွက်များက အပူကြောင့်ဖြစ်တဲ့အခိုးအကင်းကိုငြိမ့်စေနိုင်တာကြောင့်စောင်းရာဒီဓာတ်စာအဖြစ်လဲစားသုံးသင့်ပါတယ်။နံပါတ်3စီယောဂအမျိုးမျိုးအတွက်လက်လက်ဆက်ဆက်ကင်ပွန်းချင်ရွက်အေးတတ်တူရေကိုတောက်သုံးသင့်ပါတယ်။ကိုဖောကိုရောင်ဥရောင်မြင့်တရိုက်လေနာမြင့်ချောင်းနာစတာတွေကိုလည်းနိုင်ပါတယ်။နံပါတ်4အရွက်ပြုတ်ရေကအစီကျစေ ကတွင်းပြည့်ခြင်းအတွက်နှုတ်မြင့်စည်းများအဖြစ်အသုံးသေးလာပါတယ်။နံပါတ်ကလေပြင်းယောဂသင်များအတွက်ကင်ပွန်းချင်ရွက်ကိုငကူငကျင်းသားတို့ဖြင့်ချက်စားပါ။ဒါပြင်အရွက်နှုတ်ကိုညက်အောင်ထောင်းတညတိတ်ပြီးတော့တကြားအနှဲငယ်ထည့်ပြီးတော့ရေချက်အေးနဲ့နစ်စင်မမှန်တောက်ပြီးမယ်ဆိုရင်လေအဖြစ်ရေပြင်းယောဂသက်သာစေပါတယ်။ နံပါတ်6သဲချီယောဂသင်များအတွက်ကင်ပွန်းချင်ရွက်နဲ့ငစင်ရိုင်းဒါမှမဟုတ်ငတန်ကစေဖတ်ဝင်ပါတယ်နံပါတ်9အိမ်ထောင်ရှင်များတုတ်ကိုပွားစီဖို့အတွက်ကင်ပွန်းချင်ရွက်ကိုငကူငကြီးငကျင်းတို့ဖြင့်မကြာခဏချက်စားပေးနိုင်ပါတယ်နံပါတ်10 ကင်ဘွန်းကျင်ရွက်ကိုငကြီးငစင်ရိုင်ငကြင်ငတန်စတဲ့ငါးများနဲ့ရောချက်စားခြင်းကဗန်နာနဲ့ချွေးတလက်ယောဂသည်များအတွက်အကျိုးအာနိသင်ပိုစီပါတယ်။နံပါတ်9ကင်ဘွန်းကျင်ရွက်ကိုငခုံးမနဲ့ချက်စားပါကအိမ်မပြောစားမဝင်ယောဂတုပ်အားနဲ့တုပ်ခမ်းယောဂတို့ကိုပျောက်စေပါတယ်။သွေးကိုတန့်စင်စေပါတယ်။ဗန်နာယောဂရှိသူများအနေနဲ့လည်းအထူးသင်လျော်ပါတယ်။ နံပါတ်10ငရက်ဒါမှမဟုတ်ငပ်ဖဲဒါမှမဟုတ်ငပ်ဖမ်းမနဲ့ချက်စားမယ်ဆိုရင်အစာမကြေယောဂတုတ်အားနည်းယောဂတို့ကိုပျောက်ကင်းစေပါတယ်။နံပါတ်7ကင်မွန်းချင်ရွက်ကိုဖလန်တောင်ဝင်းနဲ့ရောကြော်စားပါ။သပင်းဖြူချင်းနဲ့သွေးဆုံးကင်ဝေဒနာကိုတတ်တာစေပါတယ်။နံပါတ်8လေပွားဗိတ်ပွားချင်းအတွက်ကင်မွန်းချင်ရွက်အနုကိုချေရေအေးဖြင့်စင်တောက်ပါရေခဲရေမဟုတ်ပါဘူး။ ဝမ်ပိုင်လေပွားလေထချင်းကိုတန့်စီပါတယ်လေနာလေအောက်လေထိုးလေစုတတ်တာပါတယ်ဒါအပြင် ကင်ပွန်းချင်ရွက်အနုအရင်ကိုကြိုက်ပြီးတော့ခက်နှွေးနှွေးအပူပေးပြီးတော့ကြောအောက်ကြောနာတဲ့နေရာကိုကျက်စီပေးပါကျက်ထုတ်ထိုးပေးပါဝမ်ပျော့ပျော့သွားလိုက်ပါမယ်မကြောက်ပါနဲ့နံပါတ်7သွေးဆုံးကင်ယောဂအတွက်ကင်ပွန်းချင်ရွက်ကို အမျိုးမျိုးလုပ်ပြီးတော့ဟင်းချက်စားပေးပါ နံပါတ်၁၄စီးချိုယောဂသည်များကင်ပွန်းချင်ရွက်ပြုတ်ရီတောက်ပါနံပါတ်၅အရွက်ရည်နေဖြောထားတဲ့အရည်ကိုငက်ဖျားယောဂအတွက်တောက်သုံးပေးနိုင်ပါတယ်နံပါတ်၆အရွက်နှုတ်လေးများကို ငရုတ်ကောင်းရီမှစိမ့်စာမကြီးသည်ငရုတ်သည်နဲ့ရောထောင်ပြီးအသေးရောင်အတဝါနဲ့သဲချီယောဂါတို့အတွက်အိုက်ကျွေးပါကသက်သာပျောက်ကင်းစေနိုင်ပါတယ်နံပါတ်၁၉ အစာလမ်းကြောင်းမကောင်းသူများအစာမကြေယောဂါရှိသူများနဲ့ဥယောင်ယောဂါရှိသူများအတွက်ကင်ပွန်းချင်ကို အချင်းချက်ပြုတ်စားတောက်ပေးရလိုပါတယ်။နံပါတ်၁ကင်ပွန်းချင်ဟာ အသည်အသွက်အစွမ်းထက် အသုံးဝင်ပါတယ်။ဥပမာအသည်စီဖုံးချင်။နံပါတ်၁ငွေစိတ်တက်ချင်လေအောက်ယောဂါသွေးနှင်းဆိုင်တဲ့ယောဂအဖြူကွက်ပေါ်သောယောဂအစာအိမ်ယောဂတို့ကို ကောင်းကျိုးပြုပါရယ် ကင်ပွန်းချင်ရွက်ကိုရင်ွေးဖြောပြီးတော့တောက်ကဝမ်းချုပ်လီချုပ်ပြောက်ကင်းပြီးတော့ဝမ်းပြောဝမ်းမှန်စီပါတယ်ဒီနေရာမှာမွေကိတ်တာနဲ့ပတ်သက်ပြီးတော့အရင်ဆုံးဆေးရုံဆေးခန်းကိုအလင်းအမိသွားဖို့ပဲအကြံပြုပါရစေရှင်ကင်ပွန်းချင်ရွက်ရဲ့အတီးရဲ့အာနိသင်ကိုလည်းပြောပြပါရစေနံပါတ်1စီးရှင်ဝမ်းသက်စီပါတယ်နံပါတ်2သဲချီနဲ့တလိုက်ကို နိုင်တယ်ချွေးတလိုက်တို့ကိုကြည်စီတယ်အန်စီ ချွေးရင်စီးပေါ်ဆက်ရတဲ့အခါမှာအသုံးပြုလေးရှိပါတယ်။နံပါတ်3တန်းနဲ့ပေါက်တို့အတွက်အသီးကိုပြုတ်ခေါင်းလျှော်ပေးနိုင်ပါတယ်။ဥယီပြားကို အေးမြစေတာကြောင့် သပင်တန်းနှက်စေပါတယ်။နံပါတ်4စိန်နဲ့တံမရသီးစားမိသူတွေအတွက်ကင်မွန်သီးကိုကြိုပြီးတော့လက်ဖက်ရည်ပကံလုံးတစ်လုံးခန့်တိုက်ကျွေးပေးခြင်းဖြင့်စားထားတဲ့စိန်နဲ့တံမရများပြန်အံထွက်စေပါတယ်။နံပါတ်5နှလုံးရောဂါရှိသူအား ကင်ပွန်းချင်းငါးချက်တာထညတ်30ချက်တာစားအတင်းတင်းနဲ့ကြိုပြီးတော့တနေ့3ချိန်မြီဝဲစီတင်ပါတယ်ကင်ပွန်းချင်းအပင်ရဲ့အပွင့်ရဲ့အာနိသင် လေးတလိတ်နဲ့တဲချီယောဂါတို့ကို နိုင်တဲ့ချွေးတလိတ်တို့ကိုကြည်စီပါတယ်ဝန်းချင်းအပင်ဟာအသားအရေကျမရေးအတွက်လည်းအတုံးဝင်တဲ့အပင်ဖြစ်ပါတယ်သွေးကြောဖြစ်တတ်တဲ့မျက်နာပေါ်က တင်းတိုက်များကို အထူးပြေပြောက်စေပါတယ်။မြမစည်းချမ်းအရာကင်ဘိုးချင်ရွက်ကတူမတူအောင်တင်းတိုက်ကိုကောင်းကျိုးပြုနိုင်ကြောင်းဆိုထားပါတယ်။ဒါကြောင့်ကင်ဘိုးချင်ရွက်ကို အကျော်ဟင်းချိုချင်ဟင်းစသဖြင့်မကြာခဏအမျိုးမျိုးလှုပ်ရှားပေးပါ။တန်ရှင်းစင်ကြဲစွာဆေးချောထားတဲ့ကင်ဘွန်းချင်ရွက်မနှုမရင်လက်သုပ်စာခန့်ကို တဘာဝထညံအမဲရောင်ခုနှလုံးခန့်နဲ့ 3ခွက်3ခွက်တင်ကြိုပြီးတော့စားအနည်းငယ်ခတ်တောက်ပေးပါထိုဆေးရည်ကိုနက်နက်တစ်ကြိမ်ညတစ်ကြိမ်ရင်းနှီးချမ်းပကံလုံးပမာဏခန့်နေ့စဉ်မမှန်တောက်ပေးခြင်းဖြင့်တင်းတိတ်များပါလွာပြီးမကြခင်ပျောက်ကင်းသွားနိုင်ပါတယ်ကင်မွန်းချင်ရွက်ရင့်ရင့်လက်သဆုပ်စားပမာဏကိုဖုံအညစ်အကြေးကင်းစင်အောင်ရည်စင်စင်စေးပါ၎င်းရည်များကိုကုံစင်အောင်ခါထုတ်ပြီးကြိတ်ဆက်ဖြင့်ကြိတ်ပါ ရလာတဲ့ကင်ပွန်းချင်းရွက်အေးတတူရီကိုတင်းတိုက်ပေါ်လိမ်ပေးပါ၆တွားလင်းထက်ခါထက်ခါလိမ်ပေးနိုင်ပါတယ်နံပါတ်9အရွက်နှုတ်ကိုကြိတ်ပြီးအသေးရောင်တဲ့နေရာကိုစိတ်ရှည်လက်ရှည်လိမ်ပေးပါကယောဂတက်တာပါတယ်ကင်ပွန်းချင်းပင်နဲ့ပတ်သက်ပြီးတော့ဓာတိပြုရင်အချက်လည်းရှိပါတယ်ဒါကတော့အစာအိမ်အချင်းပေါက်၍မကြာခဏလေချင်းတက်တက်သူများ ကင်ပွန်းချင်းရွက်ကို ရှောင်ပါ ကင်မွန်းချင်ပင်ဟာနေမကောင်းသူများကတွင်းပြတ်သူများကိုဟင်းချိုချက်တော့ခြင်းအချင်းချက်ပြုတ်စားခြင်းကြော်စားခြင်းမိခင်စားခြင်းထောင်းစားခြင်းစတဲ့ဤတွင်နဲ့ဒက်စာစေဝါအဖြစ် စားသုံးနိုင်ပါတယ်ချက်ပြုတ်နီးကိုမျှဝေပေးရမယ်ဆိုရင်နလန်ထစာလူမမာကိုကင်မွန်းရွယ်ဟင်းချိုနဲ့ထမင်းပူပူမှာနှက်ထားတဲ့ငပုတ်၆တို့အတူကြွေးပါက စားရသူလူမမအလုံးအစင်ပြေပါတယ်။ကင်မွန်းရွက်ကို အသားငါတမျိုးမျိုးနဲ့ရောနှောပြီးတော့ကြော်စားလင်ထမင်းမြိတ်စေပါတယ်။ကင်မွန်းရွက်နုကို အမုံရအောင်လီးပြီးတော့ကြက်သွန်ဖြူစိတ်ဖူးနနွဲစားငပီးပဇွန်ချမုံတီဟိုစစ်ပြင်ယုံထဲ့ပြီးတော့စီဖြင့်နတ်အောင်နေပါ။ဂျုံမုံနဲ့အနေတော့စုံနေ၍မိပြထားသောရွေးရွရက်နဲ့ထုတ်ပါ ငပြောရွဲ့နဲ့ထပ်မံထုတ်ပြီးနောက်ညက်ဖြစ်အထက်အောက်လန်မိကင်လင်အနံ့တင်းတင်းကင်ပွန်းရွက်ကင်ကိုရပါတယ်။ကဲကိုထမင်းအင်မတန်မြင့်စေတဲ့အရန်ဟင်းကောင်းလေးတစ်ခွက်ဖြစ်တဲ့အညာကင်ပွန်းချင်ထောင်းကိုလည်းဝေမြပါရစေ။ကင်ပွန်းချင်ထောင်းဖို့အတွက်ကင်ပွန်းချင်ရွက်ကျွတ်တွင်ဖြူမြုပ်သီးစိမ့်ပဇွန်ချောက်မထည့်လဲရပါတယ်။ တို့လိုအပ်ပါတယ်ပထမဦးစွာပဇွန်6နဲ့ကျတွန်ဖြူငုတ်သီးစိမ့်တို့ကို ကြီးညက်အောင်ထောင်းပေးပါထို့နောက်ကင်ပွန်းချင်ရွက်များထည့်ထောင်းပြီးတော့စာအချုံမုတ်စာတောင်းကထည့်ထောင်းပေးလေလေရပါတယ်ပဇွန်6ကအညာဘက်မှာညာတော်အဖြစ်မထည့်ကြပါဘူးတကယ်ထမင်းအယမ်းမြိန်တဲ့ကင်ပွန်းချင်ထောင်းလေးပါ ျမ်းမာသူအတွက် အာဟာရဖြစ်ပြီးတော့မကျမ်းမာသူအတွက်စေဝါဓာတ်စာဖြစ်တဲ့ကင်ဘွန်းချင်းကိုအဖိုးနဲ့ဝန်ပါသူသူငါကလေကူစွာ စားသုံးနိုင်ကြောင်းအတိပွေဝေမျှလိုက်ပါတယ်။ဒါဆိုရင်မကြခနချက်စားလေးရှိတယ်။ကင်မွန်းချင်တဲ့ပတ်သက်တဲ့အကျိုးအာနိသင်တွေကိုတည်ချီရပြီပေါ့နော်။ယခုပြောပြတဲ့အချက်လက်တွေကတော့ပေါပေါရတော်သူဘလော့မှာအချက်လက်တွေကိုဂူယူဖော်ပြမျှဝေတာပဲဖြစ်ပါလေရှင်။ အဆုံးထိနာစင်ပေးလို့ဂျေဆုထူတင်ရှိပါရရှင်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစီရှင်